ရသော်ဘုရားရဲ့အကြောင်းသိပင်လည်းနေရာတိုင်းမှတ်တမ်းတင်ထားတာမရှိဘူး။သို့တော်မြတ်စွာဘုရားဟောတဲ့တရားတွေကိုလွတ်မသွားအောင်တရားတွေကိုသာလဲဥစားပေးပြီးတော့မှတ်တမ်းတင်ခဲ့ကြတယ်။ဒါလည်းတနည်းအားဖြင့်ကျေးဇူးတင်စရာအလွန်ကောင်းအနည်းဆိုရင်အဆုံးမတရားတော်ကနည်းနည်းစတိုရီတွေက များနေမှာ ဖြစ်လိမ့်မယ်ပေါ့။အခုတော့စတိုရီဆိုတဲ့အကြောင်းအရာအထုပ်ပတ်တိကအနည်းငယ်သာပါပြီးတော့ ပြောဆိုခဲ့တဲ့ဆုံးမစကားတွေကပို့ပြီးတော့ပြည့်စုံတယ်အဲ့ဒါခြေစွတင်စရာကောင်းတယ်ခြေစွတင်စရာကောင်းတယ်ပညာရက်တွေများစွာကျန်ရစ်တယ်ပေါ့တိုးတိုးများစွာကျန်ရစ်တော့လည်းပဲဖျံဟောသမျှတရားတွေအလုံးကိုမတန်တင်နိုင်သလားလို့ဆိုမတင်နိုင်ပါဘူးအချို့ဝယ်တော့တာမတန်တင်တယ်မြတ်စွာဘုရားဟောသမျှတွေလည်းအကုန်လုံးမတန်တင်တာမဟုတ်ဘူး မြတ်စွာဘုရားကိုယ်တိုင်ကလည်းပဲအကုန်လုံးသိသည်မကိုကုံဟောတာလားဆိုမဟုတ်ဘူးဟောသင်ဟောတတ်တာတော့ပဲဟောတယ်အကုန်ဟောတာမဟုတ်ဘူးသို့တော်သစ္စာလေးပါမဂ္ဂင်၈ပါးနိဗ္ဗာန်ရဖို့လမ်းကြောင်းကတော့ပြည့်ပြည့်စုံအောင်ဟောခဲ့တာဗျမစရိယာလို့ဆိုရက်ဒီအကျင့်ကိုကျင့်ပြီးတော့နိဗ္ဗာန်ကိုမြတ်မောပြုနိုင်လောက်အောင်ကတော့အကျင့်လမ်းစဉ်ကတော့ပြည့်ပြည့်ဝဝဟောခဲ့တာဖြစ်တယ် တချို့အကြောင်းအရာတွေကမြတ်စွာဘုရားကမဟောခဲ့ဘူးအကြောင်းတိုက်ဆိုင်မှသာဟောတာအကြောင်းတိုက်ဆိုင်မှုမရှိမဟောဘူးမြတ်စွာဘုရားဘာလို့လဲဆိုရင်ဟောမယ်ဆိုလို့ရှိရင်လေမိတဲ့ဒုရယာမျိုးကြီးမှာစัจ java